င်္ဂလာပါခင်ဗျာကျွန်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖျက်ပြပေးခြင်းတဲ့ဝတ္ထုတူတွေကတော့ဇိုင်းဆရာကြီးမောင်တင်ရေးသားထားတဲ့ဘိုက်ကိုခွဲ၍လက်စားခြေတူးလို့အမည်ရတဲ့ဝတ္ထုတူလေးဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြေကြပါအောင်ခင်ဗျာဘိုက်ကိုခွဲ၍လက်စားခြေတူးโอ้โห my god ကျွန်တော်အရောက်မြန်ပြီလို့အလားလားဒါညှက်ဆွဲရမယ်ညှက်ဆွဲမှဖြစ်မယ်ဟုဇီဝကာကြီးအတန်ဖြင့်ရေးကြီးတုတ်ပြနောက်တော်ပါဆုတ်ချွန်းချွန်းဆရာမကိုလည်းညံ့များပြင်စင် ။ထုံးစိန်တို့အိမ်ပေါ်တုန်းကမူကျွန်တော်ကဆီဆိုးဆိုးနဲ့အော်တော့မြည်ပြုဘိုးကျော်ကကျွန်တော်အားသူ့တရောင်စစ်နှင်လဲတို့မျက်စိလဲမိပြပြီးငြိမ်နေခိုင်းသည်ယခုအိမ်ပြန်ရောက်ကြရာတွင်က ကျွန်တော်ကဟက်ဟက်ပက်ပက်ရေမိပြီးဘိုးကျော်ကဒေါသကြီးနေသည်ကျွန်တော်နှင့်ဆိုရင်ဘိုးကျော်ကြာကြာဒေါသမထွက်နိုင်ကြောင်းကျွန်တော်သိသည်ခဏကြာတွင်ဘိုးကျော်သည်မချီပြုံပြုံတဲ၍အေးကွာတို့တော့ဒီတရှိဤသွားတာပဲဟေးဟုညီလိုက်၏ ကိုလည်းရုတ်တရက်အတော်ဒေါပသွားတော့တာပေါ့ပိုးကြော်ရ။အင်းတည်တည်ချာချာစဉ်းစားကြည့်တော့မုတ်စီကြီးလောက်တာမဆိုးဘူးဗျ။ဒီလူတွေဒီလိုလောက်တာပဲကောင်းတယ်လို့လို့လူတွေကတော့မောင်ရင်တည်တဲ့အတိုင်းပဲကိုတို့အရက်ဖက်မှာပိုဆိုးတာပေါ့။ပိုဆိုးတာပေါ့ရဲပေါ်ရ။ဒါမဲ့ကြည့်တို့စလိုက်ပုံကအရက်ထဲမှာဘယ်လိုကျော်သွားမလဲဆိုရင်ပြီးသူစေယုံကဆရာဝန်ဦးမဲကျော်နဲ့စစ်ဘက်ကဆရာဝန်ဦးမှုစိတ်ကိုပင့်ရတဲ့ဆိုတာတော်မီလောင်တဲ့တောင်ဆိုးအောင်ပဲ။ ီကောင်ကြီးကလည်းမြို့မှာအတော်နာမည်ကြီးတာကွာနာမည်ကြီးပုံကတော့အခုမောင်ရင်မြင်တဲ့အတိုင်းပဲဖိုးကျော်စိတ်တော်နာကြီးသွားတကယ်တော့ကျွန်တော်လည်းစိတ်ထိခိုက်မိသည်သို့တော်ကျွန်တော်ဒီရဲချင်း၍သာနေ၏ခံရပုံကလေးကရင်ဆဆရှည်လုံးလာသဖြင့်ရဲချင်းချင်းဖြစ်လေသည်ကျွန်တော်နှင့်ဖိုးကျော်ခံလိုက်ရပုံကအောက်ပါအတိုင်းသည်ကျွန်တော်နှင့်ဖိုးကျော်ဆရာဝန်နှစ်ယောက်အားဒုံးစိန်ကသူ့မိမကိုမိဖွားပေးဖို့ခေါ်သွားသည်ဖြင့်ကျွန်တော်တို့သည်ဒုံးစိန်အိမ်သို့ရောက်ခဲ့ကြ၏ ကိုကျော်ထွန်းစိန်နဲ့ကျွန်တော်တို့ကဒုတိယကမ္ဘာစစ်မဖြစ်မီ39 40ခုနှစ်လောက်ကပင်ဂျက်ဆင်ကောလိပ်၌တချောင်းဆောင်တဲ့ခန်းချင်းကပ်နေကြ၍အလွန်ခင်းနေသူများဖြစ်ကြသည်ဘိုးကျော်နဲ့ကျွန်တော်ကဆရာဝန်အတက်တင်၍ထွန်းစိန်ကမူရိုးရိုးဝိဇ္ဇာဂုဏ်နှုတ်ကိုသာမျှော်သည် စီကြီးဖြစ်လာတော့အခါကျွန်တော်တို့လည်းဇာဝံမဖြစ်ထုံးစိန်လည်းဝိဇာမဖြစ်တိုးတော့ကျွန်တော်တို့နှစ်ယောက်ကစစ်ပြီး၍ဈေးကောလေးဖွင့်လျင်ဖွင့်ခြင်းဆက်နေကြသဖြင့်ဇာဝံဖြစ်လာခဲ့ကြသည်ထုံးစိန်ကိုမူကျွန်တော်တို့ကမေ့၍ပင်နေသည်ဤဘိုးကျော်ကပြည်သူစေယုံတွင်အလုဝင်လိုက်၍ကျွန်တော်ကမူစစ်ဘက်ဝင်လိုက်သဖြင့်ဘိုးကျော်နှင့်ကျွန်တော်တို့ကွဲခွာသွားကြသည်ယခုမူထုံးစိန်အိမ်တော်ကြနေသောမြို့သို့ဘိုးကျော်ကပြည်သူစေယုံ၌လက်ထောက်ဆရာဝန် AS အဖြစ်ရောက်လာခဲ့ပြီးကျွန်တော်ကလည်းထိုမျိုးရှိတက်မတော်အတွက်ဖွင့်ထားသောတက်နယ်စစ်ဆေးရုံတွင်တက်မှုအဖြစ်ရောက်လာခဲ့သည်အထိုင်းလျောက်အဖြစ်ကျွန်တော်တို့သည်ထိုမျိုး၏ဂုံတီးရှိခိုင်းတွင်ဝန်ဆန့်သည်ဟုဆိုနိုင်သည်ထို့သောဖို့ကျော်ထုံးစိန်နှင့်ကျွန်တော်တို့သုံးယောက်သာဆုံလိုက်လျင်ကចောင်းသားကလေးများလိုသာနေကြ၏ထုံးစိန်သည်ဝိဇာပင်မမျောလင့်ကစားကျွန်တော်တို့ထက်များစွာသာပေသည်မဆွားကကျွန်တော်တို့နှင့် သူလိုကိုလိုပင်ဖြစ်တော်ထွန်းစိန်သည်ယခုမူတဦးသေးသောဆက်တထေးသမီးနှင့်အိမ်ဆောင်ကြနေသဖြင့်အင်ဂျင်ကနောက်ကဖြစ်တော်ကသူကားကလေးစီးကအမြင်သာကြလာသည်ကျွန်တော်နှင့်ဘိုးကျော်အဖို့သူကားကလေးဘာကားမျိုးမှန်းမသိကြတို့တော့ညင်ကားကလေးသည်ကျွန်တော်တို့၏တက္ကစီကားကလေးသာဖြစ်၏တညချမ်းတွင်ကျွန်တော်တို့သည်ထွန်းစိန်မိမခင်တန်းစိန်မိဖွားရင်ကိစ္စအတွေ့လုံးပန်းလျက်နေကြသည် တဦးလည်းမဟုတ်ပဲသရုတ်ထအကျိန်မြောက်မိဖွားမိခင်တန်းစိန်အတွက်ကျွန်တော်တို့ဒီညစွာကြောင်းကြသည်မရှိလားကလေးနေထားကကောင်းသည်ပြီးခင် ကျမ်းမာရေးကကောင်းသည်တိုင်ဝါကလည်းလည်းနှလုံးမြပေမပွင့်သည်ရေမွားလည်းမပေါက်သည်ထို့ကြောင့်ခင်တန်းစိန်အားတွင် ထုံးစိန်တို့လက်သုံးဝမ်းတွဲဝမ်းဆွဲဆရာမနှင့်ထားခဲ့ပြီးကျွန်တော်တို့ကအိမ်ဦးကန်းချီအစ်ဆက်ညညောသောဆိုဖာကြီးပေါ်တွင် အမြင့်သားထိုင်၍ချလာသောအချိုရှင်ခဲဝဲဘုံစင်ကိုစားရင်တောက်ရင်မိနေချိန်ကိုစောင့်လင့်ကြသည် မိတ်ဆွေကန်းစိန်ကအကြောင်းရှိအကြောင်းရှာပိုက်ဆံရှိတိုင်းနင်းကန်၍သာတဤဤတဲအဲညီးလိုက်အော်လိုက်လုံနေခြင်း၏တဦးကလေးတုန်းကမူအထင်ကောမရှိဒုတိယတတိယမောင်မောင်တို့မိမိတို့ကိုပင်ဟော့တယောက်ဟော့တယောက်မွေးထုတ်ခဲ့သူခင်တန်းစိန်အားကျွန်တော်တို့ကမမှုသို့သောအမေလို့သူမှာအတော်ရောက်ရခက်လျက်ရှိ၏ကျွန်တော်တို့ကမိခင်တန်းစိန်ကိုမမှုတော့လေသူ့အမေတော်ဖွားမိကြီးအာနာသဖြင့်မကြာခဏတော့ထ၍ထ၍ကြည်ကြသည် ဝေခံနေပေပြီရေမွာလဲပောက်ပြီး၍တအိမ်ဝလည်းလက်ငါးလုံးခန့်ပွင့်လျက်ရှိပြီးဟော့တယောက်ဖြစ်ခံနေနေပြီဖိုးကြောင်ကဝမ်းဆွဲဆရာမအားဘဲတုဘဲညာတွတီးတွတာညွန်ကြားပြောဆိုနေသည်ကျွန်တော်လည်းအနားမှာရှိ၏ဝေးပွားရေးကိစ္စလုံးဝအခက်အခဲရှိမည်မဟုတ်သဖြင့်ကျွန်တော်ဒီ၎င်းဖိုးကြောင်ဒီ၎င်းပွဲကြည့်ပြိတက်လိုသာနေကြသည်လက်ဤတွင်နှစ်ချက်တွင်မကင်ဆွဲကြကဲကဲဒီတီစီညှင့်လိုက်ထွက်တော့မယ်ဟော့ ်တန်တန်ညစ်ပေးညစ်ညစ်ဘိုးကျော်သည်ခင်တန်းစဉ်ခေါင်းနာသွားရက်ပြီးအားပေးနေသည်တထေးသမီးတထေးမကလေးကလည်းညစ်တော်ညစ်ရှာ၏တို့တော့ညစ်အားထက် သူ့လင်တော်မောင်ငထုံးစိန်အားညူအားကပို့ပေးသည်တချီညစ်စေဘွမ်းငနေမိနေကန်တကမကြီးပွင့်လာက မုတ်စိတ်တမဲမဲနှစ်ချက်ကြီးက တွေ့ရရွယ်လက်သေးစေအကြီးဆွေး၍ဆရာဝန်ဦးမုတ်စိတ်သည်ထုံးစိန်ရောက်ကမကြီးနှင့်အတူဘွားကနေရောက်လာလေသည် ်ကလေးကောင်းသည်ထွက်လူဆဲဖြစ်၏မိခင်တန်းစိန်ညှို့၍ညှို့ညှို့ညာ၍ညှို့ညှို့ယခုတစ်ချိန်မှာကလေးကောင်းထွက်တော်မည်ခေါင်းထွက်လျင်ခေါင်းဝင်ကိုဆန့်အာလုံးပြီးစီးတော်မည်ဖြစ်၏ကျွန်တော်သည်တကားကဝင်လာမှန်းသိတော်လေမိုးဘော်ကကြာလာတယ်လို့ဟုထင်ရသောဥမှုစိတ်ကိုမြင်ယုံဖြင့်မင်းတက်မိကအံ့အားသင့်နေစေ လေမြန်လာသောမိုးကြွှေကိုဥမှုစိတ်သည်ဆေးကြောခြင်းမရှိလက်အိဆိုရှင်မရှိသောသူ၏လက်ရိုင်းကြီးတစ်ဖက်အဖြစ်ထွက်ဆပြုနေသည့်ကလေးငယ်ကောင်းကိုတွန်းထားကပါဇက်မှလည်းအိုဟိုဟိုအိုဟိုဟိုမိုင်ဂေါ့ကျွန်ုပ်အမြန်ရောက်ပြီလို့အလားလားဒါညှက်ဆွဲရမယ်ညှက်ဆွဲမှဖြစ်မယ်ဟုဇီဝကကြီးအတန်ဖြင့်ရေးကြီးတုတ်ပြပြောရှိသည်နောက်တော်ပါဆုံချွန်းချွန်းဆရာမကိုလည်းညံ့များပြင်ဆင်ခိုင်းလိုက်၏ ။မိရွှေတန်းစိန်ကလည်းဆရာကြီးဥမုတ်စိတ်ဘွားကနေပေါ်လာဒီကိုလန့်သွားပြီးမညစ်တော့ပဲအီအီအဲအဲအော်နေတော့သည်။ကျွန်တော်ဒီဘိုးကျော်ထက်အလင်းတရိယာသူဖြစ်တဲ့ဖြင့်ဘာညှက်ဆွဲရမှာလဲ။ပါမယ်မဲမွေးလိမ့်မယ်ပေါ့ဟု။အော်မီအလုံးဘိုးကျော်ကကျွန်တော်အားသူ့တထောင်စင်းနှင်လဲတွေ့၍မျက်စီလဲမိတ်ပြပြီ။ရဲဘော်အောင်ဝင်အသာနေကြည်အောင်ကြည်အောင်ဟုပြောတဲ့ဖြင့်ကျွန်တော်ဘိုးကျော်အားကြည့်လိုက်ရ။ဘိုးကျော်မျိုးလုံးများတွင်ဒီကောင်ကြီးဘာလို့မလဲဟုအကဲခတ်နေပုံမျိုးတွေ့ရသဖြင့်ကျွန်တော်လေးငြိမ်နေလိုက်ရသည် ်ထုံးစင်ရောက်ခမကြီးကရောက်ရခက်လေးရဲ့ကဲပါအောင်ဆရာကြီးရဲ့ညက်ဆွဲမှဖြစ်လင်းဆွဲပါတော့မြန်မြန်လုပ်ပါဆရာကြီးရဲ့တမီးကလေးမောလို့တေးရပါတော့မေဟုစကားတွတ်ထိုးလေတဲ့ဖြင့်ကျွန်တော်အားဖိုးကျော်ကတရောင်နှင့်တွတ်တီမှမှန်နေပေသည်ညက်ဆွေးရန်ပြင်ဆင်နေကြရှိပြီကျွန်တော်တို့ဒီမလို့တိနေရာတွင်ညက်ဆွေးနေသောငမုတ်စိတ်နှင့် လူချမ်းသာခေါင်းခဲတဲလှသောအဖွားကြီးကိုမကြည်မနှက်အမြင်ကပ်စွာဖြင့်တအုပ်ကိုတအုပ်လက်တို့ကခေါင်းရှို့ထွက်ခဲ့ကြသည် ။အေကန်းတွေမင်းမထိုင်ကျင်တော့ပဲစိတ်ပြက်လက်ပြက်ဖြစ်နေကြ၏။ဘိုက်ပေါ်မြေဒရိုင်ဘာထွန်းစိန်လေမိနေကန်းနဲ့ကြံတဲ့ဖြင့်ခြေလင်းမင်းပြန်ကြရင်ကျွန်တော်တို့စိတ်ကူးမိသည်။ဘိုးကျော်ကြီးကမျက်နှာငယ်ငယ်နဲ့ခြေပြက်လက်ပြက်ထိုင်ချလိုက်စဉ်ကျွန်တော်ဒီဒေါသထွက်လျက်ရှိ၏။ဘိုးကျော်ကသူ့လက်ဝါးကိုမော်တော်ကားအနေသွားလို့ဒီပုံစံမျိုးလုပ်ပြရင်ကျွန်တော်အားဘာသာနေကိုလူဟု ပြောနေသည်ထို့နောက်ထွန်းစိန်ထွက်လာသည်ဖြင့်ဘိုးကျော်ကဟေ့ တို့ပြန်မဲဟုခက်ပြက်ပြက်ပြောရာဒွန်းစိန်ခမမျက်စိမျက်နှာပြက်သွားရှာ၏ဖိုးကျော်အိမ်တို့တန်းသွားကြသည်လမ်းတွင်ဖိုးကျော်ကဒွန်းစိန်အားစိတ်နာတကားဆိုတော့၏ဒုက္ခနှင့်ကျွန်တော်မှဒေါသပျောက်သွားပြီဖြစ်သည့်အတိုင်းဒွန်းစိန်ဘက်ကဖေးမရလေသည်စင်စစ်ဒွန်းစိန်အပြစ်မဟုတ်ဒွန်းစိန်နှင့်ဘာမှမဆိုင်ဒွန်းစိန်သည်ကျွန်တော်တို့ကိုအထင်မသေးပိုက်ဆံချီမိပါများနှင့်ပိုက်ဆံချီသားသမီးတို့၏ဇယိုင်းနှင့်တဲချင်းတွင်မုတ်စိတ်ကတစိတ်ကိုတအိတ်လှုပ်ခြင်းသာဖြစ်ပေသည် မုတ်စိတ်လူလေလုပ်ပုံကကျွန်တော်ရော့ဖိုးကြော်ပါနားလှဤအေးကောင်းတယ်မင်းတို့ပိုက်ဆံရှိတဲ့ဟာတွေလင်းငါရတော့ကတော့လိုက်ပေါ့ကွာတကယ်ခံမင်းဒီအတောက်တစ်ချက်ဖိုးကြော်ကခောက်ကပြောလိုက်သည် ပြန်လေးသည့်ငခါနားအောင်မှာပေါ့တငယ်ချင်းရာဟုကျွန်တော်ကဖိုးကြော်ကြီးစိတ်ပြေစေရန်ထောက်ရသည်ဤကျွန်တော်နှင့်ဖိုးကြော်ခံလိုက်ရပုံကအထက်ပါအတိုင်းသည်ထိုညတညလုံးကျွန်တော်ဒီအိပ်၍တော်တော်နှင့်မပြောဖိုးကြော်လည်းကျွန်တော်နေနေဖြစ်နေရှာရှိမိဟုအိမ်မရရင်တွေးမိသေး၏ ခံလိုက်ရပုံကိုနာကြည့်လိုက်ဒေါသဖြစ်လိုက်သူ့တဘာဝကိုစဉ်းစားလိုက်စိတ်ပြေလိုက်ရေကျင်လိုက်ဖြစ်နေရချေသည်နက်နက်နေနေစဉ်းစားရာတွင်မုတ်ဆေကြီးလုံပုံသည်ညားစွာမယိုင်းလာဟုလည်းတွေ့မိ၏လူတွေကလည်းလူတွေပစ္စည်းပစ္စည်းအားအယောင်ဝယ်ပြုတ်တကယ်တို့ဈေးကူတာရာတွင်လည်းကုပစ္စည်းကိုတန်ဖိုးရှိအောင်လုပ်နိုင်မှတန်ဖိုးရပေသည်လူချင်းခင်၍အလကားဖြောပေးသည့်ဆေးဆိုလျင်တကူးမရှိဟုထင်သည်။ပိုက်ဆံပေးရာမှအကောင်းထင်၍ရေတပလင်း ခြေအောင်သာဝင်ကို ရှစ်ချက်လောက်ချလိုက်လျင်တဲကောင်းသည့်စေတဲထက်သည့်စေတဲဆွမ်းသည့်စေတခါတော့နှင့်ပြောက်သည်စေထိုးမပေးလျင်စိတ်ကောက်၏ရေပေမဲ့ထိုးပေးလိုက်လျင်ဒီဆောင်အလွန်သဘောကောင်းဟုဆိုသည်အရေဖက်၌ပြည်သူစေယုံစစ်ဖက်၌စစ်စေယုံတို့တွင်ဤလူတဘာဝကိုမဖောက်ထွင်းနိုင်သည့်လူလေးကြီးဖြစ်ရကမချားနာပါဘီခြေပွတ်တိုင်းလေဒီကိုလည်းနှကြမ်းနှင့်ထောက်လိုက်အောင်မှာအာကြီးကယူဆိုင်သည့်ဆရာဝန် အလွန်စေတနာပြည့်ဝသည့်ဆရာဝန်ဖြစ်ရချေ၏ကောင်းခံသူလူချမ်းသာများကပူတဲကြ၏ ကျွန်တော်တို့ခံလဲရသောအခင်ထိုက်ဥမှုစိတ်သည်လူတဘာဝကိုနောကျေသူဖြစ်ဟန်တူ၏တို့တိုင်းမိနေကန်း၌ကျွန်တော်တို့အားဆရာဝန်မှန်းသာတိပါကဤမြအကြောင်းရိုက်လိမ့်မည်ဟုတော့ကျွန်တော်မထင်အပေကြောင့်ဆိုသောကျွန်တော်တို့ဆရာဝန်များ၌ပရိညင်များရှိ၏သူများမြောင်သောပရိညင်များထဲ၌လူမမာတူအားတစုံတယောက်သောဆရာဝန်ကစေကုပေးနေရှိသောမိမိကယင်းဆရာဝန်ခွင့်ပြုခြင်းမရှိကလူမမာအားကြည်ပိုင်ခွင့်မရှိပေ ။ငွေရပေါက်ဆိုလျင်တောင်မြောက်ကြည့်သူမဟုတ်တော့ဥမှုစိတ်သည်။ကျွန်တော်တို့အာမသိ။ကျွန်တော်တို့ဤတွင်ပြင်ကလည်းဖိုးကျော်ကပိုးလုံးကြီးတပန်နွမ်းနေရှဲအင်းကြီးလက်တို့ကျွန်တော်ကလည်းစစ်ပေါင်းမီအစိမ်းနဲ့စပို့ချက်အပြာနုကိုပြည့်၍ထားရှိသည်။အမျိုးသမီးတို့၏ရှက်ဖွဲကောင်းသော မေးဖွားခန်းတွင်၌ကျွန်တော်တို့ရောက်နေသည်ကိုဥမှုစိတ်ကအုံငေါ့မထုတ်သည်ပင်တော်ပေသေး၏။လူတဘာဝကိုနောကျေသောဥမှုစိတ်သည်တစိတ်ကိုတအိတ်လုံးပြီးနောက် ၄၀၀၀နဲ့တွင်၄၀၀ကိုသာအန်ကြထဲခြင်းဖြစ်၍ကျွန်တော်သည်အိမ်မရတော့ပဲရေမိသေးတော့သည်သို့သောခံလိုက်ရချက်ကအတော်ပြင်းပေ၏ကျွန်တော်နှင့်ဖိုးကျော်တို့သည်ညနေတိုင်းလိုပင် သူ့အိမ်မဟုတ်ကျွန်တော်တို့အိမ်ကျွန်တော်အိမ်မဟုတ်သူ့အိမ်၌အမြဲဆုံကြသည်သာဖြစ်၏ယခင်ကဆိုရင်ထုံးစိန်အိမ်၌လည်းစကြက်ကြကြသည်ယခုကျွန်တော်တို့သည်ထုံးစိန်အိမ်ကိုတပိတ်မှောက်လိုက်ကြ၏ ။သွားလေမသွားချင်းသွားလေမသွားရဲတော့တော့အိမ်ကိုတပိတ်မှောက်ထားခြင်းဒီကျွန်တော်တို့အဖို့အထူးစိတ်သက်သာရရပါသည်။ဘိုးကျော်တဲ့အကြီးခရင်ဆရာဝန်ကြီးဒီကျွန်တော်တို့ခံရပုံတည်င်းစုံကိုဘယ်ပုံချားလေဒီမသိ။ကျွန်တော်တို့အားကြည့်၍ပြုံး၏။ပြုံးပြီးလောကမှာဒီလိုပဲကွယ်ဟုပြော၏။ဆရာဝန်ကြီးဒီအလွန်စကားနေသူဖြစ်သည်။ ပင်စင်သွားခန်းဒီဖြစ်၍အလုတ်တွင်ညားစွာစိတ်ဝင်စားတော့သည်မဟုတ်ပေ။ဆေးရုံတစ်ခုလုံးကိုဖိုးကြောနေအပ်ထားကပရိကိုင်းဝင်နေသူဖြစ်သည်။ဖိုးလဲဆွဲသေး၏။စကားကိုနည်းနည်းသာပြော၍ပြောသည်မစကားကိုထိအောင်ပြောနိုင်သူဖြစ်လေသည်။ကျွန်တော်နှင့်ဖိုးကြောကမူလောကမှာဘာပဲဖြစ်ဖြစ်ခံလိုက်ရပုံကအသေးနာ၏။ ဘိုးကျော်တို့၎င်းကျွန်တော်တို့၎င်းပြန်လေသည့်ငခါမနာမိအချိန်၌ဤမျိုးမှတရက်တကြီးသို့ပြောင်းမိအရေးကိုသာတွေး၍လန့်ရင်ငခါဤအနာကိုငှမ်းလင်နေကြသည်ကြာတော့ကျွန်တော်သည်မြင့်မြင့်ပျောက်ပျောက်ဖြစ်လာ၏မုတ်စိကြီးချက်ပလက်စလုံးကြီးကိုမြင်ရချိန်တွင်လောက်သာတက်ခေါက်မိကြသည် အချိန်ဤလူကိုမဆောင်ချေလူကသာအချိန်ကိုစောင့်ရ၏ကျွန်တော်တို့သည် အချိန်တစ်ချိန်ကိုစောင့်မျှော်နေသူများဖြစ်ရမကြာမီပင်ကျွန်တော်တို့မျှော်နေသောအချိန်သည်ရောက်လာလေသည် ကျွန်တော်အင်ကြီးတယ်လီဖုန်းဒီတွန်တန်ပေးလျက်ရှိ၏ပြည်သူစေယုံကြီးမှကျွန်တော်စစ်စေယုံတို့ဆက်လိုက်ခြင်းဖြစ်လေသည်အဖေဆရာမလေးတူတလီကမြကျွန်တော်ဤမတ်ရွှေစုစုမျက်နှာကြောင့်ကျွန်တော်အားခေါ်မြည်သူမရှိဖိုးကျော်ဖြစ်ရမည်ဟုကျွန်တော်တထင်ရှားသိလိုက်သည်ရဲဘော်အောင်ဝင်ကိုစေယုံကိုအမြန်လားငှက်ခါနာပြီဟုတယ်လီဖုန်းကကျွန်တော်နားဝတွင်အတင်းအော်လေသည်ဦးနှူဤလူလူအော်တဲ့ပြပြီးကလေးကဖိုးကျော်သည့်ကျွန်တော်အားရဲဘော်အောင်ဝင်းဟုခေါ်၏ ဟုတ်လားကျော်ကြီးအေးကိုခုလာခဲ့မယ်ဟုကျွန်တော်ကလည်းတယ်လီဖုန်းကိုဘိုးကျော်အမှတ်ဖြင့်ပြန်អော်လိုက်သည်ကျွန်တော်ဒီဘိုးကျော်အားစိတ်ပြက်နေသည့်အခါကျော်ကြီးဟုခေါ်တတ်၍စိတ်နှင့်အခမ်းမသိသည့်အခါဆိုလျင်ငမဲကြီးဟုခေါ်လေရှိသည်များသောအားဖြင့်မူဘိုးကျော်ဟုသာခေါ်လေရှိ၏ဘိုးကျော်ထံအမြန်ဆုံးအရောက်သွားရန်ကကျွန်တော်တက်ပိုင်းလူနာတင်ကားကြီးကိုခေါ်ရလေသည်ဟေ့ဘယ်မှာလဲကွာငှက်ကားအိုးလာလိမ့်မပေါ့ကျွန်တော်နှင့် ကျွန်တော်ကသူနှင့်ဆရာမတယောက်ကလွဲ၍ဘာမှအထူးထူးဆန်းဆန်းမတွေ့ရသဖြင့်မေးလိုက်ရာတွင်ဖိုးကျော်ကအေးအေးဆေးပိုင်တိုင်းလှသောအတန်နှင့်အထက်ပါအတိုင်းဖြေသည်ကျွန်တော်နားမရှင်းမီထို့ကြောင့်ဘာလဲကွာမောင်ရင်ဟာကဟုထပ်မေးရ၏ဖိုးကျော်ကဆရာမကိုမေးထုတ်ပြလေသည်ဆိုလိုဟန်မှာဆရာမမေးကြည့်ဟု၍ဖြစ်၏ကျွန်တော်အမိမဆောင်တော့ပဲဆရာမကဒီလိုဘူကြီးဆရာဝန်ဆော့ဆော့လေးကကိုဝန်ဆောင်လူမမတယောက်လာတယ် ကျမတို့စိတ်ုံတကားမှမလာဘူးအဲ့ဒါဆရာကကြည့်ပြီးဘယ်သူကဒီကိုလွှတ်လိုက်တာလဲလို့ကောက်မေးတယ်လူနာချင်းကဆရာဝန်ကြီးဥမုတ်စိတ်ကလွှတ်လိုက်တယ်လဲပြောရောလူနာကိုအတင်းနှင်လို့တော့တာပဲလူနာတို့ဥမုတ်စိတ်စီပြန်ပြေးလေရဲ့ဟုပြောလေသည်ကျွန်တော်အလုံးစုံနားမလဲသေးတော့လဲအတော်အတန်သဘောပေါက်မိသည်ဆရာမကကျွန်တော်အားပြောသည့် prolapse ဆိုသည်မှာကျွန်တော်တို့ဆေးဘက်သားအချင်းချင်းဖြစ်၍ဆိုလိုသည်ကိုအင်္ဂလိပ်စကားလုံးညှပ်ပြောခြင်းဖြစ်သည်အတိတ်ဘယ်မှာတရေသားငယ်ကလေးဤအလျင်ဥစွာကလေးဤချက်ချိုးကြလာခြင်းဖြစ်သည်ငါးခါနာပါပြီရဲဘော်အဝင်ရဒီလူနာ မကြခင်ပြန်လာမှာပါဟုဖိုးကျော်ကဆက်ပြောသည်ဖိုးကျော်ဟောစတဲ့အတိုင်းမကြခင်ကလေးပင်ကားငယ်တစီဆေးရုံနဲ့ပြေးဝင်လာသည်ဖူးကျော်ကလူနာရှင်အားမုတ်စိတ်ကဗာပြောတယ်ဟုစီမေး၏လူနာရှင်က ။ဦးမိုးစိတ်ကသူ့မှာခွဲစိတ်ကိရိယာမဆုံးလို့ပါဆရာဟုညနာငယ်စွာဆိုချသည်။ထို့နောက်ဖိုးကျော်ကဆရာမအားဆရာမတို့တို့မှာရှိတဲ့ခွဲစိတ်ကိရိယာတွေအကုန်ယူခဲ့ဆန်းဟုအမိန်ပေးလိုက်သဖြင့်ဆရာမသည်အပြေးတက်သွားကခွဲစိတ်ကန်းသုံးအဖို့ဖြူနေအထုပ်ကြီးတစ်ထုပ်ပေးကပြန်လာ၏။ဖိုးကျော်သည်ထိုထုပ်ကြီးကိုလူနာရှင်အားထိုးအပ်ကဓာရီတို့တို့မှာရှိတဲ့ခွဲစိတ်ကိရိယာတွေပဲမုတ်စိတ်ကိုပေးလိုက်။လူသေးရင်စစ်စေးုံကလာယူပါ စစ်စေးုံကပါယူပိအောင်မဲလို့တွားပြောဟုပြောပြီးခြာကနေလှည့်ထွက်သွားသည်ဖြင့်လူနာရှင်မှာကြောင်ရည်သွားသေးသည်ထို့နောက်ကားကလေးသည်လာလန်းသို့ပြန်သွားတော့၏ပြန်သွားသောကားငယ်သည်ပြန်၍လာရှိသည်လူနာရှင်သည်ဖိုးကျော်ရှိရာသို့အတင်းဝင်လာပြီးဦးမိုးစိတ်ကသူ့မှာအခွဲစိတ်ခံမရှိ၍ဒီကိုပင်ပြန်လှုပ်ကြောင်ပြောသည်ဘိုးကျော်သည်တူတူခါခါပြက်ပြက်တတ်တာပင်သွားပြာသွားသွားမိုးစိတ်ကိုပြန်ပြောကြည့်ချုပ်ရဲ့ခွဲစိတ်ကမိုးစိတ်ကိုအပ်တယ်လို့ပြောသူ့သဘောရှိလာခွဲနိုင်တယ်လို့ပြောလိုက် ညင်းလိုက်ပြန်သည်ကျွန်တော်သည်အလုံးစုံကိုနားလည်ပြီးဖြစ်လေသည်ဖိုးကျော်ကပြည်သူဆေးရုံကလူနာကိုနှင်လွတ်ချင်းဟုတရင်စားရဲပါပါအလုတ်ပင်ပြုတ်ပြုတ်နားလာသည့်ငှက်ကားကိုချက်စားရန်တန်နေတန်ချထားသူဖြစ်သည်ကျွန်တော်ကထောက်ခံသည်အဖေဆောင်ဆိုတော့ဤဒီကကျွန်တော်တို့၏အကွက်ကောင်းဖြစ်၏ကိုဝင်ဆောင်လူမမာ၌ကိုဝင်အင်းမာနှင့်တရေတာအရင်ဆက်ကျူးကြနေသည် ။မုတ်စိန်သည်၎င်းကြနေသောချက်ကျိုးကိုပြန်သွင်းရန်စူးစမ်းထားသည်လည်းသိရ၏။ပြန်သွင်း၍မရသည့်နောက်၌ဘိုက်ကိုခွဲ၍တရေသားကိုထုတ်ပေးရပေမည်။ဥမုတ်စိတ်တို့ကဲ့သို့တဝူးချင်းအပြင်ဆရာဝန်လောက၌လှုပ်ဆောင်နိုင်သည့်လုပ်ငန်းမဟုတ်ပြည်သူစေယုံညစ်တစ်ခုလုံးခရင်ဆရာဝန်ကြီးကလည်းဗမာတပြည်လုံး၏ဆရာဝန်ညီလာခံတက်နေသည့်ဖြင့်ရန်ကုန်ရောက်နေသည့်အတိုင်းဖိုးကျော်သည့်ဖိုးဖြစ်နေသည် ဆေးရုံဝင်အထွေကြောက်စရိခင်လန်းကလေးအတိုင်းဥမှုစေ၏ချက်ပလက်စလုံးကားကြီးသည်အမောတကောပြေးဝင်လာသည်ဖိုးကျော်သည်မြင်လျက်နှင့်မမြင်ဟန်ပြုကကျွန်တော်ကိုလက်တွေ့၍ဖြားနာလူနာခန်းဘက်သို့ထွက်ခဲ့ရာ လူနာခန်းဝမရောက်မီပင်ဥမုတ်စိတ်သည်လေသူ့ချက်ပလက်ဇလုံးကားကြီးနီးတူအမောတော်ပြေးလာလျက်ဘိုးကျော်ဤလက်မောင်းကိုပြေးဆုပ်လေတော့ဤ။"အိုးဒေါက်တာဘယ်လိုလုပ်တာလဲဒေါက်တာ။ဖျားသခင်ကုံကျေးဇူးနဲ့လူနာကိုကြည့်ပါအောင်ဒေါက်တာ"ဟုအင်္ဂလိပ်ဘာသာဖြင့်တုံ့ပြန်စွာပြောလေသည်။ခမည်းမခွဲစိတ်ကိရိယာမစုံဘူး။ခွဲစိတ်ကံမရှိဘူးဆိုလို့ကျုပ်ကအခန်းအပ်တယ်လေ။ကျုပ်ဘာလို့ရအောင်မလုပ်?"ဖူကျော်ကဗမာလိုပြောသည်ဘာဘာဘာဒေါက်တာဒီကိစ္စကဘိုက်ခွဲမွေးထုတ်ရှင်လုံးမှဖြစ်မှာပါ လှုပ်လေခွဲပေါ့ခမရလူတော်တယောက်ပဲဒေါ်ဖွားမိသည်မိညှက်ဆွဲပြေတုန်းကကျုပ်ခမရကိုအများကြီးအထင်ကြီးမိတာပဲဥမုတ်စိတ်သည်ဖိုးကျော်ဤစကားကိုကောင်းစွာနားလည်လေသည်လူနာကိုပြန်လှုပ်ပြန်လှုပ်လုံး၍သူ့ကြောကိုချလေသည်မြပထမတွင်ဓမြဟုရိမ့်မိုံလောက်ရှိ၏ယခုဒေါ်ဖွားမိသည်မိဖွားသည်ကိုထဲ့ပြောကမှဓမြမန်လုံးဝအတိသွားလေပြီအိုးပြောမနေပါနဲ့တော့ဒေါက်တာဒေါက်တာတို့စီမံတယ်လို့ကျွန်ုပ်ခံဖို့ပါပဲ ဆရာမုတ်စိတ်သည်သူ့နှဖူးကိုသူ့လက်ဝါးဖြင့်တစ်ဖက်ဖက်ရိုက်လျက်ရှိရှိသည်ဟောလာစစ်ဖက်ကဆရာဝန်ပဲကပတိန်အောင်ဝင်းနဲ့သူနဲ့အဲ့ဒီညကဒေါ်ဖားမီအိမ်မှာရှိနေလို့ခမားကိုအထင်ကြီးနေသူတယောက်ပေါ့ဘာဘာဘာဒေါက်တာဦးမုတ်စိတ်သည်ရိုက်လက်စသူ့နှဖူးကိုဆက်လက်ရရင်မန္တလေးသို့တည်ယူလာတော့မင်းမျိုးကဒေလီယာပန်းပမာနွမ်း၍နေရှာ၏ကဲဦးမုတ်စိတ်ခမားမခွဲနိုင်ဘူးဆိုရင်တော့ကျုပ်နဲ့ဟောရီအာမီဒေါက်တာတို့ခွဲကြမယ်ကျုပ်တို့ဓာကြီးပြတာခမားကြည့်ချင်းကြည့်နိုင်တယ် မကြည့်လို့ရင်လည်းကြွပြီးတော့ထို့နောက်ကျွန်တော်တို့သည်လူနာအခွဲစိတ်ရန်ပြင်ဆင်ကြသည် မဆော့ကလေးကဘိုးကျော်ကြီးကသူ့စိတ်ကူးနှင့်သူအသင့်ပြင်ထားပြီးဖြစ်၏ခွဲစိတ်ကန်းတွင်တို့ကျွန်တော်တို့သည်ထုံးစံမရှိတော့လေဝေဒနာတဲ့မျိုးသမီး ခင်ပွန်းကိုပခင်နှင့် အခြားစိတ်ဝင်စား၍ကြည့်လို့သည်ဆိုသူဝေဒနာရှင်မြီအပေါင်းတင်ဆွေရင်းမျိုးချာ၃လေးယောက်ကိုသူတို့နှာခေါင်းနှင့်ပါးစပ်၌အဝိစာများစည်းစေ၍ ကျွန်တော်တို့ခွဲစိတ်ဒီကိုကြီးခွင့်ပြုလိုက်သည်ဤကဘိုးကျော်ဤတံပြန်ဝါရဖြန့်ခြင်းသည်မကင်ဘူးသည်စောစောစီစီသောကျွန်တော်တို့နှင့်တွေ့ရပါမူဤမြအလော30ခွဲစိတ်ရန်မရှိပေယခုဆိုလျင်ပိုက်ခွဲမြဖြစ်တော်မူကို အခြေအနေက ပြောနေပြီဖြစ်၏နေစီလာစီကိုဝန်ဆောင်တူတယောက်ဖို့ဤသို့တရေသားထက်အရင်ချက်ကျိုးကကြာနေခြင်းသည်ပိုက်ခွဲမွေးထုတ်ပေးရန်သာရှိလေသည် ။ပကင်ဘူး၏ကိုဝန်တွင်တရေသားသည် အနေမဟန်တူ၏။ချက်ကျိုးမကြဘဲရိုးရိုးဖွားလျင်ရှေကဖွားဖြစ်ပေလိမ့်မည်။ချက်ကျိုးကြရသည့်အကြောင်းရင်းတို့၌ဤသို့ကလေးအနေမခြင်းကြောင့်လည်းဖြစ်တတ်၏။ရာဂိုင်းတို့များများအားဖြင့်မူဂျုံလီတေးခွေးသောတရေသားကိုလွေထားရသူမိခင်လောင်များ၌ပို၍ဖြစ်တတ်ပေသည်တိမဆုံရုပ်ပုံမဲမကြသူတို့၌လည်းချက်ကျိုးအလျင်ကြတဲ့၍ကလေးချက်ကျိုးသားမန်ထက်ပိုရှည်လျားသူများ၌လည်းမကင်ပုခဲ့သူဖြစ်တတ်၏ ်ထို ကြာစင်းနေသောချက်ကျိုးကိုကျွန်တော်တို့ကပြန်သွင်းပေးရပေမည်မရသည့်အဆုံးတွင်ကပိုက်ခွဲ၍ကလေးထုတ်ခြင်းသာလျင် ရှိတော်၏ကျွန်တော်တို့သည်မက်ခင်ပူအားတအိမ်အောက်ပိုင်းမှကလေးထုတ်သောဤကိုပြုလုပ်ကြသည်မေဇေးဆိုင်ရာဆရာဝန်ကလေးကလည်းလူသစ်တစ်ယောက်ပင်ဖြစ်လင်ကစားအလွန်တော်သူဖြစ်၏ထို့ကြောင့်ကျွန်တော်တို့သည်မက်ခင်ပူအားအောင်မြင်စွာ ခွဲစိတ်လိုက်ကြလေသည် ။ငါခါသာစားရ၍အလိုလိုဦးမျိုးနေသောဖိုးချိုကခွဲရင်စိတ်ရင်စကားပေါ်နေသဖြင့်သာကျွန်တော်တို့ခွဲစိတ်ရှင်သည်ပြီးတင့်သည့်အချိန်ထက်နာယူဝဲနေပါနောက်ကျသွားရသည်။သို့တော်မိခင်ရောကလေးပါအချိန်ဤကောင်းမွန်ကြ၏။ဝေဒနာချင်းဤခင်မွန်ကိုပါခင်သည်ဖိုးကျော်အားအစကအထင်လွဲလေသည်များကိုဝန်ချ၍နေလေသည်ကျွန်တော်အစကတော့တိတ်ဆိတ်ဆိုးတာပဲဆရာနောက်တော့ဆရာနဲ့မုတ်စိတ်ပြောနေတာကြားရမှာအော်ဒီလိုကိုလို့သိရတော့တယ် ကျေးဇူးပါပဲဆရာကြောက်ဘူးတော့ကျွန်တော်ပြင်ချီကျူးလို့ကုန်နိုင်စရာမရှိတော့ပါဘူးကိုဘခင်ဒီအခြေအနေကိုကောင်းစွာ နားလည်သွားပြီဖြစ်သည့်အတိုင်းဝန်တာအေလေးပြောရှိ၏ကျွန်တော်ကကိုဘခင်အားဂျူလီယက်စီသားဒီဤသို့မိခင်ဘိုက်ကိုခွဲထုတ်မွေးပြရသူဖြစ်ကြောင်းဘိုက်ခွဲရာဇဝင်ကို ပြောပြရင်သူ့သားအားလည်းဂျူလီယက်ဖခင်ဟုဂျူလီယက်ဖခင်ဟုနာမည်ပေးရန်အကြံပေးလိုက်သည်ထိုအကြံကိုကိုဘခင်ကဝမ်းမြောက်စွာလက်ခံသည် ်လူနာကလည်းအခြေအနေကောင်းရင်စိတ်ချရသဖြင့်ကျွန်တော်တို့သည်ဆရာမကြီးတရားဟောင်းနှင့်လူသည့်ဆရာဝန်အားလူနာကိုအဆောင်ထားပြီးဖိုးကျော်အိမ်သို့ပြန်ခဲ့ကြသည် မပြန်မီဆေးရုံတယ်လီဖုန်းဖြင့်ထုံးစိန်ထံဆက်ကြပြန်၏ထုံးစိန်အားဘာအကြောင်းမှမပြောဘဲဝီစကီဒဗလင်းယူ၍အမြန်လာရန်နှင့်အလားတွင်ဝမ်ကီးဆိုင်မှပဲကင်တကောင်မှဝယ်ခဲ့ရန်ဆင့်ကြိုခြင်းသာဖြစ်သည် တယ်လီဖုန်းခွဲအတွင်းဘိုးကျော်အော်သွင်းနေတဲ့ကိုကိုဘခင်ကြားသဖြင့်သူကပြုစုပါရစေဟု ကိုဘခင်ကတောင်းပန်လာသည်ကျွန်တော်တို့ကခါခါတီးတီးညင်လိုက်သည် မကြာမီပင်ထွန်းစိန်တယောက်မှားလိုက်သောပစ္စည်းများနှင့်ပေါက်လာချေသည်ဘိုးကျော်သည်ထွန်းစိန်ကိုကျောင်းကလေးကနိုင်သူဖြစ်သည်ထွန်းစိန်ကိုသာမဟုတ်ကျွန်တော်တို့၄ယောက်တွင်ဘိုးကျော်သည်အမြဲတမ်းဥက္ကဋ္ဌကြီးဖြစ်ချေသည် မိခင်တန်းစင်ကိစ္စပေါ်လာသည့်နောက်ပိုင်းကလေးကကျွန်တော်တို့ရှေးမောက်တွင်ကြောက်ကြောက်ရွံ့ရွံ့မဝွန့်တဝွန့်ဖြစ်နေသောထွန်းစင်အားကျွန်တော်ကဇက်လှန်လိုက်ရာထွန်းစင်ခမားဝမ်းတာကြီးတာသွားလေသည်တိလာအထုံးဖိုးကျော်ဟာအင်မတန်ကြောက်စရာကောင်းတဲ့ကောင်တော်လက်စားရှိတာကိုပိုက်ခွဲပြီးလက်စားရှိတယ်အင်းဖိုးကျော်ဖိုးကျော်မောင်ရင်ကိုကိုတော့အတော်သဘောကျတယ်ကိုမောင်တင်း ဒီနေ့ဖျက်ပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာရှင်သူညီကောင်မောင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့တလုံးတော်ဟာပြည့်စုံနိုင်ကြပါစေခင်ဗျာ